လူများစွာကဘာရဲ့အောက်ဆီဂျင်ကိုထုတ်လုပ်ပေးတဲ့အရာရဲ့အဖြစ်သစ်တော်တွေဆင်းရဲတဲ့မုန်သစ်တော်တွေကိုဒါတွေးမြင်ကြပါရယ်။ဒါပေမဲ့အမှန်တကယ်အတွင်းမှာတော့ကျွန်တော်တို့ရဲ့ရှူဆိုင်တဲ့အောက်ဆီဂျင်ရဲ့အဝတ်ကြော်90ရာခိုင်နှုန်းနဲ့80ရာခိုင်နှုန်းခန့်တော့ဒီအမအမုတ်တရာကြီးအနေနဲ့လာဖြစ်ပါရယ်။ပုံမိပုံမှာရှိတဲ့တစ်ပင်တွေမျက်ပင်တွေအလုံးစွစုပေါင်းရဲ့ပမာဏထက်တော့မျက်ပြရည်လို့ဆိုပါရယ်။ဒီအချက်ကသမုတ်တရာကကဘာကြီးအတွက်ဘယ်လောက်အရေးပါလဲဆိုရယ်။ ကြောင်းအရာတစ်စုံဖြစ်တယ်ဆိုတော့ထင်ရှားစေပါတယ်။သမုတ်တရားရဲ့အောက်ဆီဂျင်ထောက်လုပ်ပေးမှုကအလင်းမီခိုအာဟာရရယူရတဲ့ရှိဖြစ်တဲ့ photosynthesis organism ဟုတ်ခေါ်ရဲ။အလုံးတင်းရဲ့တရှိအကြောင်းဖြစ်ပါတယ်။သူတို့ရဲ့နေအောင်ခြေကိုအသုံးပြုပြီးတော့ကာမန်ဒိုင်အောက်ဆိုက်နဲ့ရေကနေအစာကိုဖန်တီးပေးပြီးတော့ဇီဝကာမန်ဖြစ်စဉ်အတွင်းမှာပြထပစ္စည်းဖြစ်အောက်ဆီဂျင်ကိုထောက်လုပ်ပေးတာဖြစ်ပါတယ်။ဒီဟဖြစ်စဉ်ကို photosynthesis အလင်းမီခိုအာဟာရရယူခြင်းလို့ခေါ်ပါတယ်။ မုတ်တရာအတွင်းမှာရှိအောက်ဆီဂျင်ထော်လို့သူတွေမှာအကြီးကအဖြစ်ရည်ဒီမှာမြို့ပနေအနုဂျီမန်ဘလူးကလာမြင်ရတဲ့ရင်းကြီးရင်းနဲ့ပင်ငယ်ပဲဖြစ်ပါတယ်။သူတို့ကကိုမမရှိတဲ့တပင်းတွေလိုမျိုးပဲအပင်မျိုးစိတ်မဟုတ်ပေမဲ့အလွန်အရေးကြီးရဲ့အလင်းမီခိုအဟာရရရဲ့တရှိရေဖြစ်ပါတယ်။သူတို့ကသမုတ်တရာရှိအောက်ဆီဂျင်အများစုကိုထော်လို့ပြချပါတယ်။ Procolorococcus လို့ခေါ်တဲ့ bacteria ရဲ့အသေးစားလေးတွေကလည်း ကဘာပေါ်မှာအပေါ်များဆုံးအလင်းမီခိုအဟာရရိုက်ရတဲ့သက်ရှိလို့ခန့်မှန်းရပါတယ်။ကဘာအောက်ဆီဂျင်စုစုပေါင်းရဲ့20ရာခိုင်နှုန်းအထိကိုထုတ်လုပ်ပေးနိုင်တယ်လို့သိရပြီးတော့ဒီရဲ့ပမာဏကအပူပိုင်းမိုတစ်တော်ရဲ့အလုံးစုစုပေါင်းပမာဏထက်ပိုအများပါတယ်။ကျွန်တော်တို့ရှူရှာနေတဲ့လေဟာငါးကြိမ်တိုင်းအတွင်းမှာတစ်ချိန်စာဒီတင်းငယ်တဲ့သက်ရှိရဲ့ဂျေစုချောင်းလို့လည်းဆိုနိုင်ပါတယ်။ပင်နမော်ရီနဲ့ရင်းရည်နဲ့ပတ်သက်ပြီးတော့ပင်နယီမော်ရီကပုံမကြီးမားတဲ့အပင်တွေဖြစ်ကြပြီးတော့ကံယူတန်းဒေသတွေမှာပေါ်ရောက်ကြပါတယ် သူတို့ကဒေတာတွင်အောက်ဆီဂျင်ထုတ်လုပ်မှုမှာအရေးပါပြီမလဲ။ကမ္ဘာစွတ်စွတ်ပေါင်းအောက်ဆီဂျင်ပမာဏရဲ့အများစုကိုအနုကြည့်ပလက်တန်များသာထုတ်လုပ်ပေးကြပါရယ်။သမုတ်တရားကအောက်ဆီဂျင်ထုတ်လုပ်မှုဖြစ်စဉ်အရကမ္ဘာရာသီဥတုနဲ့ဇီဝစနစ်အတွက်အရေးပါတဲ့အခန်းကဏ္ဍကိုတပြိုင်တည်းဆောင်ရွက်ပေးပါရယ်။အလင်းမီခိုအဟာရရယူတဲ့တရှိရာ အောက်ဆီဂျင်ထုတ်လုပ်ဖို့အတွက်လေတူကအကောင်လာအောက်ဆိုက်ကိုဆုပ်ယူပါရယ်။ ။တဘာဝရဲ့ကာဗွန်စွဲဝင်မှုဖြစ်စဉ်ဖြစ်ပြီးတော့ကမ္ဘာကြီးပြုနေမှုလည်းဖြစ်ပေါ်စေတဲ့ဖန်လောင်အိမ်တန်းဝိမြောက်ကိုရှင်းချပြီးမှရှင်းချပေးရမှာလည်းအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါရဲ့။သမုတ်တရားရည်လေးတို့အတွင်းမှာရှိတဲ့ကာဗွန်နာအောက်ဆိုက်ထက်အဆ50ပိုတဲ့ပမာဏကိုစုပ်ယူပါရဲ့။သူတို့ထုတ်လုပ်တဲ့အောက်ဆီဂျင်တွေကလေးတို့ထင်မှာဝင်ရောက်သွားတဲ့အချိန်မှာတော့ရေလူထဲမှာလည်းပျော်ဝင်တော့ပါတယ်။ဒီလိုပျော်ဝင်နေတဲ့အောက်ဆီဂျင်တွေကအငားရည်ပင်လယ်သတ္တဝါတွေနဲ့သမုတ်တရားရှိရဲ့အခြားသက်ရှိတွေ အသက်ရှင်ရည်ကြည်အတွက်လိုအပ်တဲ့အခြေခံအုံမြင်ဖြစ်ပါတယ်။သမုတ်တရားရဲ့အောက်ဆီဂျင်ထုတ်လို့တော့လေပင်လယ်သတ္တဝါတွေရဲ့အသက်ရှူခြင်းနဲ့သိဆုံးတော့တဲ့သက်ရှိရဲ့ဆွေးမြင့်ပျက်စီးခြင်းနဲ့ကြောင့်လည်းအောက်ဆီဂျင်ကိုပြန်လည်အသုံးပြုပြီးတော့သုံးဆွဲပါတယ်။အရေးကြီးတဲ့ဇီဝစနစ်ကိုချိန်ချောင်းနေတဲ့အကြောင်းအများစွာလည်းရှိနေပါတယ်။ရာသီဥတုပြောင်းလဲမှုတွေကြောင့်သမုတ်တရားအပူချိန်တွေမြင့်တက်လာခြင်းကအပင်ရှင်တဲ့ပေါက်ဖွားဖို့ထိခိုက်စေပါတယ်။ ပူနွေးတဲ့ရေတွေကအာဟာရဓာတ်တွေကိုစီစဉ်မှုပြောင်းလဲစေပြီးတော့ဒီအပင်ရဲ့ရှင်တန်နိုင်စွမ်းကိုရောကြစေပါတယ်။သမုတ်တရားဒီတူကနေကာဗွန်ဒိုင်အောက်ဆိုက်ပူရှင်နေရာတွေကိုစုပ်ယူတဲ့အခါမှာပင်လယ်ရဲ့ pH ပမာဏကိုရောကြစေပြီးတော့အက်ဆစ်ဓာတ်ပိုများလာစေပါတယ်။ဒီရဲ့အခြေအနေကအပင်ချို့ရဲ့ကြီးထွားမှုနဲ့ဖွဲ့စည်းမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ပလတ်စတစ်နဲ့အခြားသောညံ့ညံ့စေတဲ့အရာတွေအားလည်း သမုတ်တရားရဲ့ခေယာစနစ်ကိုပျက်စီးစေပြီးတော့အနုကြည်တက်ရှိရဲ့အကြံအရာကိုထိခိုက်လာစေပါတယ်။ဒီသမုတ်တရားကကမ္ဘာအောက်ဆီဂျင်ထောက်အပ်ကြောင်းထောက်လုပ်ပေးရတဲ့အချက်ကဒီသက်တော်ရီလိုပဲသမုတ်တရားကိုလည်းကမ္ဘာကျွေးရှင်သန်ရည်ကြီးအတွက်အရေးပါတဲ့အစိပိုင်းအဖြစ်ကူဆိုင်ထင်တဲ့ရန်လိုအပ်ကြောင်းပြသနေပါတယ်။ဒီလိုပဲတင်းငယ်တဲ့အပြင်လေးတွေမှရှိပါကမ္ဘာစီဝါစနစ်တစ်ခုလုံးပြိုလဲသွားနိုင်တာကိုသတိပြုသင့်ပါတယ်။ ကျောင်းရလေးကတော့ဒီလောက်ပါပဲနောက်ထပ်စိတ်ဝင်စားစရာကျောင်းရလေးများလည်းရှာဖွေတင်ဆက်ပေးတော့ပါဦးမယ်ကျေးဇူးနာဆင်ပြည့်တဲ့တွေအားလုံးလည်းကျေးဇူးတင်ပါတယ်